MSP ဆက်လာမယ်ပြည်ကရေ official ညားထားပြီးသားဒါပေမဲ့တရားနဲ့တရားကြားမှာဘလို့ conflict ဖြစ်နေလဲတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်လည်းဟုတ်ကျွန်တော်အခုကတော့စောင့်နေရဲဆိုတာကျွန်တော်နှစ်ရှည်ချုပ်ဖို့အတွက်အခုကျွန်တော်စောင့်နေရတာဒါပေမဲ့ကျွန်တော်ဘက်ကတော့စာချုပ်စာတမ်းတွေရောဒီဟာ fan slip တွေရောရှိရဖြစ်တဲ့အတွက်ကျွန်တော်ဘက်ကတော့ဘာမှဟိုဘလို့ပြောမလဲဆိုတော့ရှောင်းယွင်ခြင်းဆိုးယွင်ခြင်းမရှိပါဘူးကျွန်တော်ဘက်ကအကုန်လုံးချပြဖို့အဆင်သင့်ပါပဲတခုခုဖြစ်လာခဲ့ဆိုတာပါပေါ့နော် ပြောမယ်ဆိုရင်ကျွန်တော်ရဲ့အိမ်မက်ကဒါ Miss Universe ကကျွန်တော်ရဲ့အိမ်မက်ပဲပေါ့နော်ငငယ်လေးကတည်းကကျွန်တော်ဖြစ်ချင်တယ်နောက်တစ်ခုကကျွန်တော်တို့အခု ကျွန်တော်တို့အခုလုပ်ပေးနေတဲ့အရာတွေပေါ့နော်အရာတစ်ခုကိုကျွန်တော်ချိုးသွားနိုင်ဆိုတဲ့အရာတစ်ခုကိုကျွန်တော်ကျွန်တော်လက်ထဲမှာရတယ်တစ်နှစ်ပဲရရနောက်ဆုံးကျွန်တော်ပြောနှစ်ရှည်ပဲရရကျွန်တော်ရတဲ့အရာတစ်ခုမှာကျွန်တော်မြန်မာနိုင်ငံအတွက်ကျွန်တော်ချပြချင်ပါတယ် ြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ော်ကျွန်တော်က like မှာပြောခဲ့တယ်လို့ပဲဒါကျွန်တော်တို့ကနှစ်လပိုင်းကလေးကဒါ contract ကအကုန်ပြီးပြီစားနောက်ခုက contract ပြီးတယ်ပြန်နောက်ခုကကြာ bank နဲ့အနေနဲ့ပေါ့နော်ကျွန်တော်တို့ကပတ်စံတွေအကုန်လုံးလည်းသူတို့ကိုပေးပြီးသားကျွန်တော်တို့ရှိမှ slip တွေလည်းရှိရပေါ့နော်အဲသူတို့ရဲ့စာချုပ်ထဲမှာပါထားတဲ့အကြောင်းအရာပါလဲဆိုတော့၁၇လပိုင်းဒီပွဲပြီးမှကျွန်တော်တို့က official ကြေညာခွင့်ရမယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ၁၇လပိုင်းပြီးကလေး official ကြေညာထားပြီးသားဒါပေမဲ့တယောက်နဲ့တယောက်ကြားမှာဘလို့ conflict ဖြစ်နေလဲတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်လည်းကျွန်တော်အခုကတော့စောင့်နေရဲဆိုတာကျွန်တော်နှစ်ရှည်ချုပ်ဖို့အတွက်အခုကျွန်တော်စောင့်နေတာအဲ့ ွဲကိုပေါ့နော်ကျွန်တော်လက်ထဲမှာနှစ်ရှည်စာချုပ်တစ်ခုရပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတေချာပေါက်ဒါသက်ဆိုင်ရတယ်ကျွန်တော်ကျင်ညာပြီးတော့ခါကြတော့ပေါ့နော်ပို့ပြီးတော့ဒါစစ်တဲပြည့်မြတ်လေကျွန်တော်ဖြည့်ပေးပါမယ်အခုချိန်မှာတော့ကျွန်တော်လက်ဆောင်စားနေတဲ့ကာလပေါ့နော်ဒါပေမဲ့ကျွန်တော်ဘက်ကတော့စာချုပ်စာတမ်းတွေရောဒီဟာ fan slip တွေရောရှိရဖြစ်တဲ့အတွက်ကျွန်တော်ဘက်ကတော့ဘာမှဟိုဘယ်လိုပြောမလဲဆိုတော့ရှောင်းယွင်ခြင်းစိုးယွင်ခြင်းမရှိပါဘူးကျွန်တော်ဘက်ကအကုန်လုံးချပြဖို့အဆင်သင့်ပါပဲတခုခုဖြစ်လာခဲ့ဆိုတာပေါ့နော်ဥပမာပေါ့နော်ကျွန်တော်ကဒီနေ့မှာကျွန်တော်မဟုတ်ဘူးဆိုလို့ရှိရင်ဒါကျွန်တော်ကနေသွားတာပေါ့ ဒါကျွန်တော်လိန်သွားတာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကဒါဖက်ဆိုင်ရာနဲ့ဒါလမ်းကြောင်းအတိုင်းကျွန်တော်တို့ကသွားရမှာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့မှာဒါဟိုဘက် community ကိုပေးထားတဲ့ band slip တွေနောက်တစ်ခါကျ lower the server server နဲ့ကျွန်တော်တို့မှာအကုန်ရှိရဆိုတော့လေ။ကိုကိုနေရတယ်ဒါ miss ဘက်ဆိုင်ဟိုးရေကလေးကနေပြတာပေါ့။ဘန်ကန်ကြီးပြီးအကုန်ကိုတိုင်းဒါ င်ထားတယ်ရှယ်ထားတယ်တွေ့ရတယ်ဆိုတော့အဲ့တော့ဘယ်လိုလေးတွေတော့ကိုယ်လည်း graphic ကျွမ်းသားနေရတယ်ဗျ။အာပြောရမယ်ဆိုရင်ကျွန်တော်ရဲ့အိမ်မက်ကဒါ Miss Universe ကကျွန်တော်ရဲ့အိမ်မက်ပဲပေါ့နော်။ငငယ်ကလေးကတည်းကကျွန်တော်ဖြစ်ချင်တယ်။နောက်တစ်ခုကကျွန်တော်တို့အခုကျွန်တော်တို့အခုလုပ်ပေးနေတဲ့အရာတွေပေါ့နော်။အရာတစ်ခုကိုကျွန်တော်ကျိုးသွားနိုင်ဆိုတဲ့အရာတစ်ခုကိုကျွန်တော်ကျွန်တော်လက်ထဲမှာရရတယ်။တစ်နှစ်ပဲရရ။နောက်ဆိုကျွန်တော်ပြောနှစ်ရှည်ပဲရရ။ကျွန်တော်ရတဲ့အရာတစ်ခုမှာကျွန်တော် မြန်မာနိုင်ငံအတွက်ကျွန်တော်ချပြချင်ပါတယ်လို့ကျွန်တော်တို့ဘလောက်ထိကျွန်တော်မြန်မာနိုင်ငံမှာဘလောက်ထိတော်ရဲအလမေရှိရဲဆိုတဲ့အကြောင်းပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာရှေ့ဒီဇိုင်နာတွေကဘလောက်တော်ရဲဆိုတဲ့အကြောင်းပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာဘလောက်ကျွန်တော်အရင်ကျေးမှုတွေကဘလောက်ထိလှပရဲဆိုတဲ့အကြောင်းလေးချပြနိုင်ရင်ကျွန်တော်ကျင့်နေပါပြီဒါကျွန်တော်ရဲ့အိမ်မက်တစ်ခုပါပဲတနစ်ပဲကာယကာယဘယ်နှစ်နှစ်ပဲကာယကာယပါနော်ဒါကျွန်တော်အိမ်မက်ပါပဲအိမ်မက်ဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဒီငွေအမြောက်အများကိုရင်းနှီးပြီးတော့ဒါဒါစူးစမ်းထားတာပါနော်ဒါကတော့ဘလို့ဖြစ်လာမလဲဆိုတော့တစ်ချက်တစ်ချက်ကြည့်စောင့်ကြည့်ရမှာပါ ကြီးရပေါ့တာဝန်ရကျွန်တော်ကအခုအဲကျွန်တော်လက်ထက်မှာတကယ်လို့ရောက်ရှိမယ်ခဲ့မယ်ဆိုလို့ရှိရင် local မှာကတည်းကပြိသက်စိတ်ဝင်စားတော့ပိုင်မဲ့ပြန်ပွဲတစ်ခုဖြစ်ရမယ်လို့ကျွန်တော်အာမခံတယ်ပြီးလို့ရှိရင်အလှမယ်ဒီအကုန်လုံးကိုလည်းကျွန်တော်တို့ဒီအင်ရှင်ကျွန်တော်တို့အင်းကြီးချင်းနိုင်ငံနေတဲ့အတန်းတူပေါ့နော်ကျွန်တော်တို့ပြန်ပွဲတစ်ခုကိုလုပ်မယ်သူတို့ရဲ့ body beauty brain ပေါ့နော်သူတို့ရဲ့အကုန်လုံးကိုကျွန်တော်ချပြခိုင်းမယ်အဲ့ထဲမှာမှတကယ်အကောင်ဆုံးအလှမယ်တယောက်ကိုရွေးချယ်ပြီးတော့ကျွန်တော် organization ကနေတခြား smoothing လုပ်ပြီးတော့ပေါ့နော်ဟိုမြန်မာမှာ ကမ္ဘာမှာပေါ့နော်မြန်မာဆိုပြီးတော့ကျွန်တော်တို့ချပြနေအောင်ကြိုးစားမှာပါဟုတ်ဒီဆက်နေတဲ့ ground ကတော့အကွဲအတွက်ဖြစ်နေတယ်ဘေးရလဲမသိဘူးဆက်နေတဲ့ ground ဆက်နေတဲ့ ground ကအမှန်တမ်းပြောလို့ရှိရင်ပွဲကြီးမှာတော့ကျွန်တော်တို့က crown တစ်ခုကိုညှော်မှန်းလို့တော့ချက်ချင်းမရနိုင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဒီခုချိန်မှာကလိုအပ်ချက်တွေအများကြီးရှိနေသေးတာဖြစ်တဲ့အတွက်ပေါ့နော်။အဲ့တော့ခါကြတော့ဟိုကျွန်တော်အခုအမှန်တမ်းပြောရမယ်ဆိုရင်တော့မိုးကိုကျွန်တော် crown မှန်းထားပါလေ။ကျွန်တော်ရအောင်လေဒါစူးစမ်းပါပါ။ ျွန်တော်ဒါတော့အခါကျတော့မီဒီယာကြီးအနေနဲ့လည်းကျွန်တော်ကိုနောက်ကနေ supporting ပေးပါလို့ပြောချင်ပါတယ်အခုကျွန်တော်နောက်မှကျွန်တော်ခုလက်ထဲမှာရောက်ထားတဲ့ဒီမကြခင်မှာရောက်ရှိလာမဲ့ပွဲရတော့ကျွန်တော်ဆော့ပြောသူပေါ့နော်နေရာတစ်ခုရအောင်ပဲကျွန်တော်အရင်စူးစမ်းရပါပါအဲ့နေရာတစ်ခုကနေပြီးရောဟိုတဝါလုံးမှာရှိရဲ့ passion fan တွေကနေပြီးဟောမြန်မာဆိုတာသိလွားလို့ရှိရင်ဘာပဲပြောပြောကျွန်တော်တို့ဒီဘယ်ပွဲပြိုင်ပွဲနောက်ချိန်ချလို့ရှိရင်ဟောမြန်မာကိုကြည့်ရမှာပါလားဆိုတော့ဟာလေးတစ်ခုရသွားရင်ပဲကျေးဇူးတင်ပါတယ်အခုကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကခုမှလည်းအရင် နှစ်အကြာကြီးလည်းမပြောင်းရသေးဘူးအဲ့တော့ခါကျကျွန်တော်မြန်မာနိုင်ငံအလှမယ်တွေဘလောက်တော်တော်ဘလောက်ထက်မြက်မြက်တို့ရဲ့မျိုးလုံးတွေမှာတိုးမှာမဟုတ်ပါဘူးဘယ်သူမှလည်းဒိုင်းနီယာအောက်မှာထိုင်နေတဲ့ဒိုင်းနီယာလည်းတခြားကြည့်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒါမြန်မာကခုမှစတာဆိုတော့လေအဲ့တော့ကျွန်တော်တို့မြန်မာဆိုတာနဲ့ဒေသမိလောင်ကျွန်တော်တို့ကပို့ပြီးတော့စူးစမ်းပြရမယ် ဟိုအိန္ဒိယနိုင်ငံတွေကတစားစူးစမ်းလို့ရှိရင်ကျွန်တော်တို့ကဆယ်စာစူးစမ်းရမှာပေါ့နော်အဲ့လိုစူးစမ်းလို့ရှိရင်ဟိုလူစုဘယ်လိုပြောမလဲဆိုမဖြစ်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကျွန်တော်တို့ကစူးစမ်းရင်ဘယ်ရမှာဆိုဖြစ်နိုင်ပါလဲဆိုတာလေးကိုကျွန်တော်တို့ချပြချင်ပါတယ်ခင်ဗျဟုတ်အဓိကတော့ကျွန်တော်ကိုယုံကြည်အားထားပြီးမျှော်လင့်ထားတဲ့ပရိသတ်အတွက်ပေါ့နော်ကျွန်တော်ဘက်ကဘယ်တော့မှသူတို့စိတ်မပြတ်ရအောင်ကျွန်တော်ကချပြဖို့အဆင်တင်ပါပဲဥပမာပေါ့နော်ကျွန်တော်ဘလောက်ပဲငွေကြေးဆုံးရှုံးမှုတွေရှိသွားပါစေပရိသတ်ရဲ့ယုံကြည်မှုကိုဘယ်တော့မှဆုံးရှုံးမခံပါဘူးကျွန်တော်ငွေနဲ့ ပြိတ္တရဲ့ယုံကြည်မှုဆိုယုံကြည်မှုကိုပဲရွေးချယ်ပြီးကျွန်တော်ကဟိုပြိတ္တရဲ့ယုံကြည်မှုကိုပဲတိဆောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဂုံယူရတဲ့အခိုက်အတန့်တွေဖြစ်အောင်ပဲကျွန်တော်ကစူးစမ်းမှာပါလို့ပြောချင်ပါတယ်။မိုးနေ့ကတော့ဒီနေ့တောင်မှဆက်တွေ့ရတယ်။ဘာလဲဆိုတော့ဒီနေ့အာ ီနေ့ diet light ကြည့်ရတဲ့တွေပေါ့နော် light ကြည့်ရဆိုမိုး makeup ပြင်နေတဲ့အချိန်မှာ light ကြည့်ရတဲ့တွေဆိုသိလိမ့်မယ်မိုးကိုပထမအဆုံးပြင်ပေးထားတဲ့ makeup ကအဆင်မပြေဘူးမျက်မျက်ခုံးတွေမှာ तू ကငွေရောင်တွေတင်ထားတာပေါ့နော် bling bling တွေတင်ထားတယ်မိုးကလည်းမပြောရဘူးအဲ့အချိန်မှာ तू ဆရာကိုဖုန်းခေါ်လာတယ်ခေါ်လာတဲ့အချိန်မှာကျွန်တော်ဘက်ဘက်ကို makeup ဆရာကြီးပိုင်းနဲ့တခြားပြောပြီးတော့ makeup look ကိုပြန်ပြောင်းခိုင်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့ကျွန်တော်ဒီ BNM မှာရှိမနေပင်နဲ့လေကျွန်တော်နဲ့မိုးနဲ့ဒီအချိန်ပြည့်အဆက်အသွယ်ရှိနေတယ်သူဒီလည်းကျွန်တော်ဆရာကြမ်းကြမ်းနေအချိန်ပြည့်တောင်းနေရတယ်ဥမာပါဒီနေ့ကျွန်တော်သူ့ကိုစပင်ကိုအကောက်လို့ခိုင်းတယ် တယ်ဒါပေမဲ့အကောက်လုတ်ခုအတွက်ချိန်ရမရဘူးမရတဲ့အချိန်မှာတမိစပင်ကိုရအောင်ဖြောင်းမယ်ဖြောင်းစင်နေအောင်လုတ်လုတ်မယ်လုံးဝလုံးဝဖြောင်းနေအောင်လုတ်ချင်တယ်တေချာလေးပေါ့တက်တက်ရက်လေးဖြစ်ချင်တယ်ဆိုတေချာသူပြီးသွားတဲ့အချိန်မှာကျွန်တော်ဟိုဒီဗီဒီယိုကပြန်ပြရတယ်အဲ့ဒါမှာကျွန်တော်ကျင်းသက်ပြီဆိုတော့မှသူမိကက်ဆရာကိုကျေးဇူးတင်ကြောင်းပြန်ပြောရတာပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှောက်ရှိရဲ့ကျွန်တော်လည်းပြီးတော့သူ့ကိုပို့ပြီးတော့လည်းအားထားတာဖြစ်တဲ့အတွက်မကြခင်ဒီဇင်ဘာ6ရက်နေ့မှာကျွန်တော်ဟိုချီမင်းကိုကျွန်တော်အရင်လိုက်သွားမယ်ဟိုချီမင်းကိုလိုက်သွားပြီးအချိန်မှာဟိုချီမင်းကနေတစ်ဆင့်ဒါလက်ကိုကျွန်တော်ကူးမယ်ဒါလက်ကနေပြီးတော့မိုးနဲ့တွေ့ပြမှာပါ နေ့က BNF fashion show ပေါ်အမြင်လေးပေါ့ BNF fashion show ပေါ်မှာအမြင်လေးကတော့ကျွန်တော် whistle လောကတော့မကြဘူးမကြတာဖြစ်တဲ့အတွက်ကျွန်တော် organization ကိုမေးလိုက်တယ်ငါတို့ကနင်တို့နင်တို့ organization ပေါ်မှာအကောင်းဆုံး ပြိုင်ပွဲဝင်ကိုလွှတ်ပေးထားတဲ့တန်းနဲ့ဘာလို့ငါတို့ organization ကိုပေါ့နော်ဝစ်ဆောင်လို့ဖြစ်ရတာလဲလို့ဘာလို့ဝစ်ဆောင်ကခါးရလဲအရန်ပွာနေရအရန်ရှည်နေရပေါ့နော်ဟောဒါကတော့ကျွန်တော်ပြိတက်တွေကိုအားထားတဲ့ဘောမျိုးနဲ့မေးလိုက်တာပါဟိုငါတို့နောက်ခါကျရင်တော့လို့နည်းနည်းလေး fitting ဖြစ်တာလေးကိုပေးစီချင်တယ်ပေါ့နော်အဲ့လိုမျိုးပြောသူတို့ဘက်ကလည်းဒါ designer ဘက်ကမလို့ပါဆိုကျွန်တော်တေချာလေးတောင်းပန်ပြီးတော့ဒါနှစ်ဦးမှတ်ဖတ်ချေးထားပါလိမ့်ဟုတ်ဝစ်ဆောင်ကတော်တော်ရှည်ရမှာ လာလျှောက်လိုက်တဲ့မှာလည်းခန်းအောက်ကိုရဲရဲဝါဟုတ်တယ်ဟုတ်တယ်အဲ့တော့ तू ကဒေါက်စီးလူကိုမရတာမရတော့ခါကျပပလေးပဲစီးထားရပြီးတော့ခါကျတော့ဝစ်ဆော်ကို तू ဟန်တယ်လောက်ရတာပေါ့နော်မိုးအကောင်းဆုံးလုံနိုင်တဲ့အတွက်လည်းဒါခုံယူပါတယ်လို့ तू ပြောချင်ပါတယ်ဟုတ်တခါနေကြလို့ရှင်တော့ဘယ်လိုပြောမလဲဆိုတော့တို့ကလည်း organization တစ်ခုတည်းလည်းပြန်ပွဲဝင်နေအများကြီးအုပ်ချုပ်ရတာဖြစ်တဲ့အတွက်တို့ကလည်းဒေါက်စီးအောင်လိုက်လို့ပို့ဆိုတာမလွယ်ဘူးလေအဲ့တော့တို့ရဲ့ဟိုအားနဲ့ချက်အားတာချက်အကုန်လုံးကျွန်တော်တို့ဘက်ကလည်းတခါလေကြရင်နားလည်ပေးရမှာပေါ့နော်ဟုတ်မိုးကိုအများကြီးအားပေးကြပါအောင်လို့ကျွန်တော်တို့လိုချင်တဲ့ crown တစ်ခုကိုရအောင်ကျွန်တော်ဘက်ကလည်းစူးစမ်းပါမယ်လေမိုးလည်းအများကြီးစူးစမ်းနေ ပါတယ်လို့ဟိုရတာမရတာတော့ဒါကန့်တရားပေါ့နော်ကျွန်တော်တို့ကတော့အကောင်းဆုံးကြိုးစားပါမယ်ဟုတ်မြန်မာစတာပါ